ကချင်ပြည်စတုံမျိုးပေါ်ကိုစစ်ကွန်မရှင်တပ်ကလီကျောက်ကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေဟာမျိုးပေါ်ကနေထွက်ပြေးသိမ်းရှောင်နေကြရပါတယ်စစ်ကွန်မရှင်တပ်ကကချင်လွတ်လပ်ရေးတပ်မတော် KIA ထိချုပ်ထားတဲ့စတုံမျိုးပေါ်ကိုစက်တင်ဘာလ29ရက်နေ့မှာလီကျောက်ကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတွေအပါအဝင် အရက်သား၈ယောက်တိဆုပ်ခဲ့ပါတယ် ။ဒဏ်ရာရတဲ့သူတွေထဲမှာလည်းကလေးတွေပါတယ်လို့အရေးပေါ်ဈေးကူတမှုခံယူနေရတယ်လို့မြင့်ပြတဲ့တင်ရင်မြင့်ကပြောပါရယ်။စတုံမျိုးပေါ်ကဈေးနဲ့လူနေရက်ကွက်ထဲဘုံကြရပောက်ွယ်ခဲ့တာလူဒေသခံတွေကပြောပါရယ်။လေကြောင်းကနေလေးကြိမ်ထက်မနည်းဘုံကျဲခဲ့တာဖြစ်ပါရယ်။စစ်တပ်ကလီကြောက်ကနေဘုံကျဲခဲ့တာကြောင့်အခုဆိုရင်မြို့ထဲမှာလူသွားလူလာလည်းမရှိတော့တလို့ကျောင်းနဲ့ဌာနဆိုင်ရာရုံးတွေလည်းအကုန်ပိတ်ထားတယ်လူဒေသခံတယောက်ကပြောပါတယ် အဲ့ဒါအပြင်ပြည်သူတွေလည်းမြို့ထဲကနေတိမ်းလျှောက်ကုန်ပြီလို့ဆိုပါရယ်စက်တုံးမြို့ဟာတရုတ်မြန်မာနယ်စပ်ကုတ်သွဲရေးလမ်းကြောင်းဖြစ်တဲ့ကမ်ပိုင်တီနယ်စပ်ကုတ်သွဲရေးလမ်းပိုင်းမှာအခြေချကြတဲ့မြို့တမျိုးဖြစ်ပါရယ်လေကြောင်းတိုက်ခိုက်မှုတည်နှောက်တပုတ်ကတော့အရကတတော် AA ကထိ ंछ ုပ်ထားတဲ့ချင်းပြည်ပလဲဝါမြို့နယ်တိုက်ခိုက်ခံရတာဖြစ်ပါရယ် ချင်းပြည်ပလဲဝါမြို့ကလူနေရက်ွက်ထဲနဲ့ဆေးရုံပောင်းဝန်းကျင်ကိုစစ်ကောင်မရှင်တပ်ကစက်တင်ဘာလ29ရက်နေ့နေ့လယ်ပိုင်းမှာပေါင်900ဘုံတုံးပြီးတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒီလိုလေကြောင်းကနေတိုက်ခိုက်ခဲ့လို့အမျိုးသမီး2ယောက်သေဆုံးပြီးတော့အယောက်20လောက်ထိမဲ့ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ပလဲဝါမြို့ပေါ်က300နေရာလောက်ကိုလီကျောက်ကနေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လီကြောက်ကနေဘုံကျဲတိုက်ခိုက်တာကို ခံခဲ့ရလို့လူနေအိမ်တွေဈေးဆိုင်တွေနဲ့ဆေးရုံတွေထိမဲ့ပျက်စီးကုန်တယ်လို့ဆိုပါရယ်ရှမ်းမြောက်မှာဖြစ်နေတဲ့တအန်းသက် TNL နဲ့စစ်ကွန်မရှင်တပ်တွေကြားကတိုက်ပွဲတည်င်းနဲ့ဆက်ပါအောင်မယ် ကြောင်မဲမြို့နယ်ထဲမှာဖြစ်နေတဲ့တိုက်ပွဲတွေကမြို့နယ်သုံးပိုင်းအကွာလောက်မှာရှိတဲ့ခူမုံရွာနာထိရောက်လာနေပါတယ်။ဒီနေ့မှဆိုရင်စစ်တပ်နဲ့တပ်အန်တပ်ကြားကတိုက်ပွဲတွေဟာခူမုံရွာစခန်းသားမိုင်းသိန်းပင်တီရွာတွေမှာဖြစ်နေတာလို့မြေပြေသတင်းရင်းမြစ်ကပြောပါတယ်။ ကြောက်မဲမြို့ထဲကနေရာတချို့မှာလည်းဒီနေ့နေ့လယ်ပိုင်းလောက်ကစပြီးတော့မီးလောင်နေရာတွေရှိနေတယ်လို့ဆိုပါတယ်မြို့ထဲမှာတအဲတပ်ဖွဲ့ဝင်တွေလည်းမရှိတော့ဘူးလို့ဒေသခံတွေကပြောပါတယ်အဲ့ဒါပြင်ကြောက်မဲမျိုးကနေတအန်သက်ကစုတ်ခွာသွားပြီလို့လည်းမြေပြင်တည်ရင်းမြင့်တချို့ကဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးအတီးပြုတ်နိုင်ဖို့တအန်သက် TNL ပြောခွင့်ရလူရည်ဦးကို NMG အနေနဲ့ဆက်သွယ်နေစေဖြစ်ပါတယ်။ မနေ့ကတော့တအံတက်အနေနဲ့မြို့ကနေစုတ်ခွာတာမျိုးမရှိသေးပေမဲ့ဆက်ပြီးတော့ခံနိုင်ဖို့ခက်ခဲတဲ့အခြေအနေမျိုးမှရှိနေတယ်လို့ပြောခွင့်ရလူကြီးဦးက BBC သတင်းဌာနကိုပြောဆိုထားပါတယ်။လေကြောင်းရေကြောင်းနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုတွေကို အရင်ကထက်တတိထားကြဖို့အရခတ်သက်တော် AA ကတတိပေးချက်ထုတ်ပြန်လာပါတယ်။ရခိုင်ပြည်အပါအဝင် ရခိုင်နဲ့ဆက်ဆက်နေတဲ့မကွေးအေယာဝတီပဲခူးစတဲ့နေရာတွေမှာ ဖြစ်နေတဲ့တိုက်ပွဲတွေထဲစစ်တပ်ဘက်က ထိခိုက်ကြဆုံမှုတွေများနေတာကြောင့်စစ်တပ်ကလေကြောင်းရေကြောင်းအပြင်လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကို အရင်ကထဲလုံလာနေရလို့ဆိုပါတယ်ဒီစက်တင်ဘာလ29ရက်နေ့ထုတ်ပြန်ချက်ထဲမှာစစ်မှုထမ်းဥပဒေနဲ့စစ်သားစုဆောင်ခံရသူတွေကလည်းတက်ပြေးတာဘက်ပြောင်းတာနဲ့အလံဖြူထောင်ဝင်ရောက်လာတာတွေနေ့တိုင်းရှိနေရလို့ဆိုပါတယ် ဒီရက်ပိုင်းထဲမှာရခိုင်ပြည်ထဲကကြောက်ဖြူတန်သွဲမြို့နယ်တွေအပြင်ချင်းပြည်ထဲကပလဲဝါမြို့တွေကိုစစ်ကောင်မရှင်သက်ကရေကြောင်းကနေလက်နဲ့ကြီးနဲ့ပြစ်ခတ်မှု လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့မြပြည်သတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်မရှင်သက်ကအရက်သားတွေနေတဲ့နေရာတွေကိုနေ့ရောညပါဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတာကြောင့်အာလုံးတတိရှိကြဖို့ထုတ်ပြန်တိုက်တွန်းလာလို့အေအေကဆိုပါတယ် နေထိုင်ရာနေရာတွေနဲ့လူစုလူဝေးနေရာတွေကိုနေရောညပါဘုံကျဲပြစ်ခတ်မှုတွေပြုလုပ်နေတာကြောင့်အရက်သားတွေအနေနဲ့တတိရှိကြဖို့တိုက်တွန်းလိုက်တာဖြစ်ပါတယ်